ဆောင်လေးရဲ့ကောင်းစင်ကတော့မိမိဒီလိုတင်ယူရတဲ့ညနေဖုံးပုံလေးကတော့စကိုင်းတစ်ခုကြားမှာပြုံးနေတဲ့မိမိရဲ့မျက်နှာပုံလေးပါမိမိလေးကအနီအောင်ပေါ်မှာအရုပ်ကလေးပဲပါတဲ့အင်ဂျီကိုဝတ်ထားတယ်။ဆာမျက်နှာတင်းနေနေမှာတော့အရာရာကိုသိကျင်တက်ချင်စူးစမ်းကျင်ကြတဲ့ကလေးတွေရဲ့သဘောအတိုင်းမိမိလေးကအကောင့်သေးသေးလေးကိုမှန်ဘလူးနဲ့ကြည့်နေရတယ်။ ပထမတော့သူတယောက်တည်းကြည့်နေရနောက်တော့တငယ်ချင်းတွေနဲ့အတူတူဝိုင်းမိကြည့်ကြတာညံကောင်းတဲ့မိမိလေးကမှန်မလူးလေးကိုကြည့်နေရ face တိုင်ကြတာပဲမျက်စိတစ်ဖက်ကိုအသေးချာမိတ်နောက်မျက်စိတစ်ဖက်နဲ့စိုက်ကြည့်နေရလေမှန်မလူးစင်းနဲ့ကြည့်လိုက်မယ်ဥမသေးချာမြင်ရတယ်စာမျက်နှာ3နဲ့4မှာတော့ဟောညံကောင်းတဲ့မိမိလေးက ပြပင်းနဲ့အတူရှုပ်နေနဲ့ကစားနေကြရင်လေလက်နှစ်ဖက်မှာရှုပ်နေတဲ့ပေလူးနေရဲ့မိမိလေးကသူ့လှုပ်ထားရဲ့ရှုံတော့လေးကိုပြပေးကိုပြနေတာပြပေးလက်မှလည်းရှုပ်နေပြီမိမိလက်မှလည်းရှုပ်နေပြီပေါ့ဒါမဲ့ကစားနေရတာဆိုတော့မိမိသိပ်ပျော်တယ်မိမိလေးကရှုံတော့လေးနဲ့ကစားနေပြီမေသူ့ဝတ်ထားရဲ့အင်ကြီးအွားရောင်လေးမှာရှုပ်နေပြီမနေဘူး ပြပေနဲ့ကစားနေကြထင်ပါရဲ့ပြပေကတော့အင်းကြီးအပြာရောင်လေးဝတ်ထားတယ်အင်းညက်အင်းညက်ရှုံတုံးလေးအိမ်ဆောက်တန်းနဲ့ပျော်ရသေးစာမျက်နှာ9နဲ့6မှာတော့อืมရှုံနေနဲ့အားရပါရကစားပြီဆိုတော့မိမိရေချိုးပြီးခဏခါလေးနေလေအမေမိမိကတနကောက်ကိုပိုရိုင်းပေးလို့နေရပါလား ူ့ဘာသာသွေးထားတဲ့တနခါးတွေကိုမှန်ရှိမှအကြနာထိုင်ပြီးလိမ့်နေရနော်တနခါးလေးတွေကိုပေါ့ပေါ့မှတင်ပြီးလူးနေရမိမိလေးရဲ့မျက်နှာဟာပြုံးနေရပဲချစ်စရာကောင်းလိုက်တာခါခါသွေးပြီးလူးကြည့်တော့ပါလေးပေါ်မှာအေးတယ်တော့စမျက်နှာခုနှစ်နဲ့ရှစ်မှာတော့ဟဲကြည့်စမ်းမအောင်ခြေချိုးတနခါးလေးမိရဲ့မိမိလေးကပြပြအဝတ်စားရွေးပြီးပြပြအိုက်တမ်တွေလောက်ပြနေတာ တပိတိုက်ပုံအဖြူနဲ့ပစိုးအညိုအချာနာဝက်ကလထိုင်မှာတပလင်ချိတ်ပြီးထိုင်နေလိုက်တာဟွအသေးရစရာကောင်းပြီနောက်ပြီးတော့မမေ့ရှိမှခါထောက်ပြီးဖစ်ဖစ်အိုက်တင်နဲ့မမေ့ကိုကြည့်နေလိုက်သည်မမေ့ကလည်းခါလေးထောက်ပြီးပြန်ကြည့်နေရကြည်နူးစရာပုံလေးပါပဲဖစ်ဖစ်အင်ကြီးဝင်းလို့တာဖစ်ဖစ်အိုက်တင်လောက်ပြမှာစာမျက်နှာ9နဲ့10မှာတော့ လာပြန်ပြီနောက်တစ်မျိုးမမိလေးရတော့လေပန်းမွန်နေအများကြီးပါတယ်မမိလုံးကြီးဝတ်ပြီးမမိလိုလောက်ပြနေရမည်တနခါပကွက်လေးတွေနဲ့ချစ်စရာတမီလေးလုံးကြီးဝတ်နေပုံလေးရအပြစ်ကင်းလိုက်တာမမိကတော့မမိလေးကိုကြည်သဘောရကြနေရလေမျက်နှာကြီးကိုပြုံးလို့မမိအိုင်တင်ဆိုလဲရဝတ်တာစားတာစတိုင်ကြ ာမျက်နှာ17နဲ့7မှာတော့ဒီတစ်ခါမှာတော့မိမိလေးကစားချင်ရောက်ပါပြီဒီတော့ခြံထဲမှာသပင်းရှိရှိအင်ကြီးအဖြူအနဲ့ချောင်းဝတ်ထားရဲ့မမနဲ့အတူတူသီးရွက်ကလေးတွေနဲ့ကစားကြမယ်လीသီးရွက်လေးတွေကတော့ခြံထဲမှာရှိတဲ့အပင်တွေကအရွက်လေးတွေပေါ့အုံးလက်တွေပါရင်ရွက်တွေရွက်လာပင်ကအရွက်တွေကန်းတော်ရွက်တွေအိုးစုံနေရပါ အယောင်မတူပုံစံမတူအရွယ်လေးတွေလည်းမတူဘူးဆိုတော့မိမိစိတ်ဝင်စားပြီပေါ့တေးပြန်လေးတွေအယောင်ဆောင်ပုံစံလဲဆောင်အရွယ်လဲဆောင်စာမျက်နှာ73နဲ့74မှာတော့အမြဲလေးလာတင်ယူနေရဲ့မိမိလေးကရေဘူးတွေကိုရေထည့်ရကစားနေပါပြီကစားနေတယ်ဆိုပေမဲ့မိမိလေးကတင်ယူနေတာကြည့်ပါလား ောက်ရည်တန်ဘူးရဲ့ကိုကော်ကွက်လေးနဲ့ရေခတ်ထည့်နေတန်းနေရမယ်။ဘင်းကိုရေလုံးဝမဖိတ်ဘူး။ဂျာဟာသူ့အာယုံစုစည်းနိုင်တယ်ဆိုတဲ့သဘောပေါ့။ဟုတ်မှာပါ။သူ့မျက်နှာကိုကြည့်လိုက်တော့တော်တော်လေးတည်နေပြီ။ရေဘူးကိုပဲအာယုံစိုက်နေတာ။ရေဘူးလေးနဲ့ခဏခဏကစားမဖိတ်ကုံအောင်ထဲသက်သွား။စာမျက်နှာ59နဲ့16မှာတော့ ဒီတစ်ခါတော့ခြံထဲမှာမိမိတယောက်တည်းကစားနေရပါလုံချောင်းလေးကိုကိုင်းပြီးမြေကြီးပေါ်မှာပုံဆွဲနေတာမိမိလေးရဲ့ထုံးစံအတိုင်းစိတ်ဝင်စားနေပေါ့သူပါပုံနေဆွဲနေပါလေကြည့်လိုက်အောင်လူပုံလိုလိုဆဲရုပ်ပုံလိုလိုอืมမိမိလေးကိုမေးကြည့်မှသိမယ်ထင်တယ်ညကြီးပေါ်မှာဒုံးနဲ့ရေပုံဆွဲတက်ပြီးလွယ်လွယ်လေး ာမျက်နှာ16နဲ့18မှာတော့မိမိလေးကတော့တော်တော်ကိုစူးစမ်းခြင်းစိတ်ရှိတဲ့သမီးလေးပဲခုလည်းကြည့်နေပူပူကြီးစီမှာချိန်ဝင်ကင်နာကိုစူးစမ်းနေရချိန်ဝင်တစ်ဖက်မှာအာလူးနှလုံးကိုထည့်တစ်ဖက်မှာအာလူးနဲ့ကြောက်ခဲနှလုံးကိုထည့်ပြီးတော့ချိန်ဝင်ကိုမြှောက်ကြည့်နေရဘယ်ဘက်ကလေးတယ်ပေါ့နှစ်ဖက်ညီမရှာမထွက်ပါလိရှာမထွက်အောင်ဘလို့ညှိမလဲပေါ့ อืมဒီပုံစံအတိုင်းဆိုရင်တော့မိမိလေးကဈေးတောင်ရောင်းတက်တော့မယ်ထင်တယ်ဖိုးဖိုးကြီးကတော့လေစူးစမ်းလေးလာတက်တဲ့မိမလေးကိုကြည့်ပြီးပြုံးနေလိုက်တာအပျော်ရီတောင်ကူးတယ်ချိန်ခွင်ဆိုတာဒီလိုလားရှာမထွက်အောင်တတိထားဆမျက်နာ16နဲ့20မှာတော့ညီကြီးပုံမှာကစားပြီးတော့မိမိလေးတစ်ပင်ပေါ်တက်ပြီးကစားချင်လာပြီမိမိတယောက်ထဲတော့ဘယ်တက်ရဲပါမလဲ မေမေရှိနေမှမေမေတင်မေမှတက်တင်မောင်တက်ရတာပေါ့မေမေရှိနေလို့ကတော့မကြောက်ပါတက်တင်ခွာချာမှထိုင်ပြီးဟောသလိုပြုံးပြုံးလေးနဲ့ကြည့်နေလိုက်မှာပေါ့အနားမှာမေကြီးရှိနေမှတက်တင်မောင်ကိုတက်ရဲပါဆမ်မျက်နှာ27နဲ့20နှစ်မှာတော့မိမိလေးကိုကြည့်ရတာတနေကုန်ကစားနေရတွေ့ရရင်နော်ကစားရဲဆိုတာတက် အရာရာကိုစူးစမ်းလေ့လာပြီးလိုက်လို့ကြည့်နေရပါ။ဒီနောက်မှာဖေဖေမေမေပုပ်ပုပ်နဲ့မမတို့ကလည်းစိတ်ရှိရှိနဲ့ကုညီပံ့ပိုးပေးကြတာကိုတွေ့ရတယ်လေ။ဒီတော့မိမိလေးကအရာရာကိုလိုက်လို့ကြည့်ရင်တည်းတဏီတခြားလောက်တက်လာတာတွေများများလာတာပေါ့။ဒီပုံလေးထဲမှာတော့သစ်ပင်နှစ်ပင်ကိုဖတ်ပြီးပြုံးပြော်နေတဲ့မျက်နှာလေးကိုမြင်ရမှာပါ။ပချိုင်လေးပုံအောင်ပြုံးနေတဲ့မိမိလေးရဲ့မျက်နှာမှာ ယုံကြည်မှုတွေအပြည့်နဲ့ပေါ့လှုပ်ချရင်းနဲ့တိတိသွားတက်တက်လာတယ်တနေ့တခြားကလေးတွေမိမိလေးကတော့နေစဉ်နေတိုင်းအရာရာကိုတိချင်တက်ချင်စူးစမ်းကြနေရနော်ဒါကြောင့်မို့လဲတနေ့တခြားတိလာတက်လာတာပေါ့